အားလုံးပဲမင်္ဂလာပါမြန်ခရစ်တော်ရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ Champion League Flash တွေရဲ့ Bitcoin Treasury တွေသတင်းနဲ့အတူဒေါ်လာ1.1 million တန်ထောင်သားကဲ့ရဲ့သတင်းတွေကိုတင်ဆက်ပေးသွားချင်ပါတယ်။ကျွန်တော်ကတော့ season တင်ဆက်သူခုဖြစ်ပါရခင်ဗျာ။ ပရမတ်ဘောအနေနဲ့ချန်ပီယံလိဖလားရှင်တွေရဲ့ဘေးကွန်ထရက်ရှာတွေတရင်ကိုတင်ဆက်ပေးကြပါရစေ။ချန်ပီယံလိဖလားကိုတော့ PSG ကထိုက်ထိုက်တန်တန်စွခုသွားခဲ့ပါပြီ။အသင်းသက်သန်းတလျှောက်မှာပထမဆုံးရခဲ့တဲ့ချန်ပီယံလိဖလားလည်းဖြစ်လာခဲ့သလိုမက်ဆီနေမာနဲ့အမ်ဘာပေတို့ကိုပွဲထုတ်ခဲ့တော့ကမရခဲ့တဲ့ဖလားကိုနီးပြအသက်လက်ထက်မှာလူငယ်ကစားသမားတွေနဲ့ရခဲ့တာလည်းဖြစ်ပါရစေ။နောက်ထပ်ထူးခြားချက်တစ်ခုကတော့ PSG အသင်းကချန်ပီယံလိဖိုင်နယ်ပွဲမတိုင်ခင်မှာ ဘေးကွာနေကိုသူတို့ရဲ့အရန်ငွေအဖြစ်တင်ထားကြောင်းလဲကြေညာခဲ့တာပါတကယ်တော့ PSG က2024ခုနှစ်မှာတည်းကသူတို့ရဲ့ Fiat အရန်ငွေတွေကိုဘေးကွာအဖြစ်ပြောင်းထားခဲ့တာဖြစ်ပြီးအားကစားလောကမှာဘေးကွာ reserve တွေရှိနေတဲ့အကြီးဆုံး club တစ်ခုလည်းဖြစ်ကြောင်း PSG Labs ရဲ့ဥက္ကဋ္ဌ Helgoson ကဆိုသွားခဲ့ပါတယ်တကယ်ပါလုံးအတိုင်းအတာနဲ့အသင်းပရိသတ်950မီလီယံရဲ့80ရာခိုင်နှုန်းကအသက်34နှစ်အောက်လူငယ်တွေဖြစ်တာကြောင့်ဒီလူငယ်ပရိသတ်တွေနဲ့ PSG တို့ကြားမှာ ဘစ်ကွိုင်းလိုမျိုး cryptocurrency တွေနဲ့ဆက်သွယ်သွားဖို့ကိုလည်း PSG ကမျှော်မှန်းထားပါတယ်။ဒါ့အပြင် PSG ကဘစ်ကွိုင်းနဲ့ပတ်သက်တဲ့စီးပွားရေးလုပ်ငန်းအသေးလေးတွေလုပ်ငန်းစုကြီးတွေမှာလည်းယင်းနှစ်မြုံနယ်သွားဖို့ရှိနေကြောင်းဆိုထားသလို PSG ကဘောလုံးအသင်းတစ်ခုအနေနဲ့သာမက lifestyle အမှတ်တံဆိပ်တစ်ခုအနေနဲ့ရည်တည်သွားဖို့ရှိနေကြောင်း Helgosen ကဆိုထားခဲ့ပါတယ်။လောလောဆယ်မှာတော့ PSG အသင်းရဲ့ fan token ဖြစ်တဲ့ PSG ကလည်းဈေးအကျတွေကနေနလန်ပြန်မထူနိုင်သေးပဲ။ ချန်ပီယံလိဖလားကလည်း PSG တိုကင်ရဲ့ဈေးကို1ဒေါ်လာဝန်းကျင်ကနေဆွဲမတင်နိုင်ခဲ့သလိုအမြင့်ဆုံးဈေးအဖြစ်မှတ်တမ်းဝင်ထားတဲ့60ဒေါ်လာကိုပြန်ရောက်ဖို့ဆိုတာကတော့ရွှေပြည်တော်မျှော်တိုင်းဝေးနေစေဖြစ်ပါတယ်ခင်ဗျာသတ်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  က်ပြီးတော့ဒေါ်လာ1.1 million တန်ထောင်သားခဲ့ရဲ့တင်ကိုတင်ဆက်ပေးကြပါမယ်။ဒေါ်နယ်ထရန့်ရဲ့လက်ထက်မှာလူငင်းချမ်းသာခွင့်နဲ့ပြန်လွတ်လာခဲ့တဲ့ Silk Road Founder Ross Average တယောက်ကတော့အချင်းတောင်တွင်းမှာဆွဲခဲ့တဲ့ပကြီကားအပါဝင်သူပိုင်တဲ့ပစ္စည်းတွေကိုလေလံတင်ပြီးပြန်ရောင်းနေပါတယ်။ Average အပန်းမခံရခင်ကပိုင်ဆိုင်ခဲ့တဲ့ Sleepy Bush တခု၊ Loy တလုံးနဲ့ drum တလုံးတို့အပြင်အချင်းတောင်အတွင်းမှာ average ဆွဲခဲ့တဲ့ဗကြီကားတွေနဲ့အမှုပညာလက်ရတွေကိုလေးလံသင်နေတာလည်းဖြစ်ပါတယ် ဒီပစ္စည်းတွေတဲကမှ average တရောင်နှစ်နှစ်ချိုက်ချိုက်ပြုံးနေတဲ့ပုံနဲ့ထောင် ID ကက်ကတော့11 BTC နဲ့လေးလံအောင်သွားခဲ့ပြီးအခုအချိန်မှာဆိုရင်ဒေါ်လာ1.1 million အထိတန်ကျေရှိသွားခဲ့ပြီဖြစ်ပါတယ်။ Average ကတော့ဒီပုံရိုက်နေတဲ့အချိန်မှာထောင်ဆောင်ကကျွန်တော်ကိုစက်မပြုံးနေအောင်လုပ်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့အပျော်တွေကရင်းထဲကလာနေတာဖြစ်လို့ထောင်ထဲကိုရောက်နေပေမဲ့လည်းပြုံးနေခဲ့တာပါလို့ရှင်းပြထားပါတယ်။ထောင်ထဲမှာ Average ကိုစီစေးပကြီးတင်ပေးခဲ့တဲ့ထောင်သားနဲ့ အဘရိတ်တို့အတူတူရေးဆွဲထားခဲ့တဲ့ Omega ဆိုတဲ့ပကြီကားကတော့1.01 BTC နဲ့လေးလံအောင်သွားဖို့ရှိနေပါတယ်။ဒီလေးလံပွဲကနေရတဲ့ငွေတွေက average အတွက်ယက်တည်နိုင်ဖို့အထောက်အပံ့တစ်ခုဖြစ်တယ်လို့သူလုပ်ချင်တဲ့ project တွေအတွက်လည်းအစပြုံးနိုင်ဖို့အားတစ်ခုဖြစ်လာစေမှာပါ။လောလောဆယ်မှာတော့ average ကို crypto project တစ်ခုမှမတွေ့ရသေးပေမဲ့နောက်ပိုင်းမှာတော့တွေ့ကောင်းတွေ့လာရနိုင်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါဒါကတော့ Myan Crypto ရရှိထားတဲ့ crypto နဲ့ပတ်သက်တဲ့အဆောင်ရသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်။ ိတ်ဆွေတို့မှာ cryptocurrency ဝယ်ရလို့ပို့ Binance account တစ်ခုမရှိသေးဘူးဆိုရင် trade လောက်တိုင်းမှာ fee discount ပြန်ရမယ့်အခုကုတ်ကိုအသုံးပြုပြီးတော့ account ဖွင့်နိုင်ပါတယ်။နားဆင်ပေးကြတဲ့သောတာရှင်များအားလုံး trade တိုင်းမြတ်ကြပါစေခင်ဗျာ။